အမက socially awkward ဖြစ်တယ်တခြားလူတွေပေါ့နော်အခန်းပေါ်တွေပါတွေဆိုလို့ရှိရင်သူတို့အပြင်ထွက်ပြီဆိုရင်အမမထွက်တော့ဘူးအဲသူတို့အကုန်လုံးဝင်ပြီဆိုမှအမထွက်တာပါအဲ့တော့ပထမတစ်ပတ်နှစ်ပတ်လောက်ထိကအဲဒီက flat mate တွေကအမကိုမမြင်ဘူးပေါ့အဲအဲ့လိုပုံစံမျိုးသူတို့ကလည်းအမကို ghost လို့ပဲခေါ်တာဆိုတော့အဲ့ဒီကောင်မလေးဆိုလို့အဲ့ဒီပေါ့အာ Singapore မှာအဲ့လိုဘလို dating scene ကဘလို့ရှိလဲအဲ ဘလိုမျိုးတွေတွားရလဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒီရဲ့ experience လေးတွေကိုလည်းဟို segment လေးတစ်ခုအနေနဲ့တော့ပြောရင်ကောင်းပါကြာတော့ပြမအောင်ဆုံးတို့ရဲ့အာလူတွေရဲ့ဒီ foreigner တွေပေါ့ဆက်ဆံတဲ့ပုံစံပေါ့နော်ကျွန်တော်စိတ်ပြတ်တယ်ပဲပြောရမှာစိတ်ပြတ်တယ်ပေါ့နော်ဘာလို့နိုင်ငံခြားရောက်လာပြီဆိုလို့ရှိရင်ဘလိုရောက်လာလဲဘလို role နဲ့ရောက်လာလဲအာဘာကြောင့်ရောက်လာလဲဒီမှာဘာလို့လောက်လာလဲဆိုတော့အဲ့အဲ့အာ the whole story တခုလုံးသူက make လိုက်တာ မေ့ပြီးတော့နိုင်ငံခြားရောက်သွားတယ်။ဒီကောင်အစင်ပြေးသွားတယ်။သိရမလား? तू life က very easy ။အာသိရမလား?လုံးဝ change အကုန်လုံးတည်းကမြန်မာပေါ်ကားတွေတရားထားတယ်။ဟမ်